င်ဖုန်းနံပါတ် +6 နဲ့ဖွင့်ထားတဲ့ KBZB အကောင့်တွေကိုမတ်လ19ရက်ကစပြီးငွေလဲငွေထုတ်ဝင်ဆောင်မှုယာယီဆိုင်ငံ့မှာ ဖြစ်တယ်လို့ KBZB ကအတည်ပြုပြီးတဲ့နောက် TimeSync နဲ့ဖွင့်ထားသူတွေရဲ့အကောင့်တွေဟာယာယီဆိုင်ငံ့ခံလိုက်ရတယ်လို့ထိုင်းရောက်မြန်မာတွေစီကနေသိရပါဗျာ။ KBZB အနေနဲ့လက်ရှိမူဝါဒပြောင်းလဲမှုတွေအရာဝန်ဆောင်မှုတွေကိုမြန်မာနံပါတ်နဲ့ပဲအသုံးပြုနိုင်မှာဖြစ်ပြီးပြည်ပနံပါတ်တွေနဲ့ဖွင့်လှစ်ထားတဲ့ KB အကောင့်တွေကိုယာယီဆိုင်ငံ့မှာဖြစ်တာကြောင့်မတ်လ19ရက်မတိုင်ခင်မြန်မာနံပါတ်နဲ့ပြောင်းလဲအသုံးပြုဖို့မတ်လ18ရက်ညနေ4နာရီခွဲအချိန်ကအသေးပေးစာထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းလာရောက်လုလုကိုင်းသူတွေအနေနဲ့ထိုင်းဖုန်းနံပါတ်နဲ့ KB အကောင့်တွေကိုဖွင့်လှစ်ထားပြီးမိသားစုအတွက်ငွေလွှဲငွေပို့လုပ်နေကြတာဖြစ်တဲ့အတွက်အခုလိုပိတ်လိုက်မှုအပေါ် KB အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိစေချင်တယ်လို့ထိုင်းရောက်မြန်မာနိုင်ငံသူမယူမီကပြောပါတယ်။ အပိတ်ခံရနေဆိုရင်တော့ခက်ခဲနေတာပေါ့နော်မိသားစုကိုဒီထိုင်းစင်ကတ်တွေနဲ့ထိုင်းနိုင်ငံမှာအလုပ်လာလို့တဲ့လူတွေကထိုင်းစင်ကတ်တွေနဲ့ပဲဟိုဥစားမိသားစုစီကိုငွေလွှဲရတယ်အရေးပေါ်ကြရင်လည်းဒီဟာလေးနဲ့ပဲလွှဲမိသားစုကျမ်းမာရေးစာဝတ်နေရေးကိုဒါလေးနဲ့ပဲလွှဲပြီးအဆင်ပြေနေကြတဲ့အပေါ်မှာဒီလူကြီးပိတ်လိုက်တယ်ဆိုတော့အကုန်လုံးအခက်အခဲတွေဖြစ်ကုန်တာပေါ့နောက်ပြီးတော့ဒီမြန်မာစင်ကတ်နဲ့ပြောင်းပြီးတော့ဖွင့်ဖို့ဆိုတော့လည်းတိတ်မလွယ်ဘူးလူဒီဘက်ရောက်နေတဲ့လူတွေပေါ့ကွာ နောက်ပြီးတို့ကဒီဥစ္စာကိုခေါ်ပါအဲ3112ကိုခေါ်ပါဆိုတော့လေဒီတိုင်းစင်းနေနေရလဲခေါ်လို့မရအဲ့လိုတွေဖြစ်တယ်အဲ့ဒီခက်ခဲတွေကြုံရတာပေါ့မိသားစုစာဝတ်နေရေးအတွက်ကျမရေးအတွက်ငွေလွှဲရတာအဆင်မပြေဘူးအဲ့ဒီပုံမှာသူတို့ဘက်ကနေပြီးတော့တာဝန်မှုတာဝန်ခံမှုတစ်ခုခုနဲ့ပြန်ပြီးလုပ်ပေးစေချင်တယ်ပေါ့နော်။ KB ရဲ့အသေးပေးချက်မှာတော့ဝန်ဟာရပြောင်းလဲမှုတွေအရာပြည်တွင်းမြန်မာဖုန်းနံပါတ်နဲ့ဒါအသုံးပြုလို့ရမှာဖြစ်ပြီးဖုန်းနံပါတ်ပြောင်းလဲဖို့ KB ဘာရှင်အသစ်ဖြစ်တဲ့ 5.8.1ဗားရှင်ကိုမြှင့်တင်ထားရမှာဖြစ်တယ်လို့ application ပါအချက်လက်အတိုင်းဖုန်းနံပါတ်ပြောင်းလဲအသုံးပြုလို့ရနိုင်တယ်လို့ဆိုပါတယ်။တကယ်လို့ဗားရှင်မမြင်ရသေးရင်လေ virtual customer support နဲ့ booking ညယူပြီးဖုန်းနံပါတ်ပြောင်းလဲအသုံးပြုနိုင်တယ်လို့ email နဲ့ call center ကိုဆက်သွယ်ပြီးလဲမေးမြန်းနိုင်တယ်လို့ပါရှိပါတယ်။ ထိုင်းဖုန်းနံပါတ်နဲ့ KB အသုံးပြုနေတဲ့အကောင့်တွေကိုယာယီဆိုင်ငံထားမဲ့အကြောင်း KBZ ပေးရလူမှုကွန်ရက်ကနေတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမဲ့ပြန့်နှံ့နေတဲ့သတင်းတွေအရ MBA က KBZ ပေးစီအတီးပြုချက်ရယူရမှာတော့အဲ့ဒီသတင်းကမှန်ကန်တယ်လို့ပြန်လည်ပြောဆိုပါတယ်။အာဆိုရင်ချက်ကတော့အများကြီးရှိတာပေါ့နော်။ဘာလို့လဲဆိုတော့ဒီဘက်မှာလည်းတချို့တွေဘတ်ဖွင့်ပြီးတော့အလုံးမရသေးတဲ့တွေကလည်းမနေဘူးလीနော်။အဲ့တော့တခါလေကျတော့အိမ်ကနေ ကြည့်ပြီးတော့ငွေလွဲသုံးနေရတာရှိတယ်တချို့ကျတော့လည်းငွေငွေလွဲငွေထုတ်ကိုတရားနဲ့ပဲလုပ်နေရတယ်ရှိတယ်ပြီးတော့တချို့ဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့လည်းအာဘယ်လိုပြောမလဲအလူငွေစည်းစိမ်မှုတွေရတယ်ဒီကနေဒီဘက်မှာလည်းဒီဘက်ကနေကောက်ခံမျိုးပေါ့နော်သွားနေရလည်းရှိတယ်ဒါကြတော့အအစားအစာအရာရာမှာတော့စိုးရိမ်မှုရှိရပေါ့ဘတ်ပေါင်းစုံပေါ့တရားမျိုးကိုရီးယားသာဝန်နေရေးပိုင်းရောအဲတချို့လုပ်တဲ့ကြရတယ်ကေပီနဲ့မြန်မာငွေနဲ့လုပ်ရတဲ့အလုပ်ပိုင်းတွေရှိတယ်ဗျာဒီဘက်ကျရင်မြန်မာဖုန်းလိုင်းရမမိတော့ ထိုင်းစကန်ပြောင်းပြီးသွားတဲ့အခါမှာအဲထိုင်းစကန်နဲ့အလွယ်ပဲဖွင့်ထားတဲ့ဟာလေးရှိတယ်ဘောနော်အဲ့ခါကျတော့ငွေကြေးစည်းစိမ်မှုကတော့တော်တော်လေးတိုင်ပတ်သွားမယ်လို့ထင်တယ်ထိုင်းဖုန်းနံပါတ်နဲ့ KB အသုံးယူနေတဲ့အကောင့်တွေဟာထိုင်းရောက်မြန်မာနိုင်ငံသားတွေတင်မဟုတ်ပဲထိုင်းရနာပိုင်းအဖွဲ့တွေဖြစ်တဲ့ရဲတွေကလည်းအထောက်အထားမဲ့မြန်မာနိုင်ငံသားတွေစီကနေငွေညှစ်တောင်းခံမှုအတွက်အသုံးယူနေတာပါ ထိုင်းဖုန်းနံပါတ်နဲ့ KB အသုံးပြုနေတဲ့အကောင့်တွေကိုယာယီဆိုင်ငံ့တာဟာလည်းထိုင်းအနာပိုင်အဖွဲ့တွေရဲ့ငွေကြေးတောင်းခံမှုကိုကာကွယ်ရာရောက်ပေမဲ့ထိုင်းရောက်မြန်မာတွေအတွက်ငွေလဲငွေထိုးလောက်ရမှာအခက်အခဲဖြစ်နိုင်တယ်လို့ထိုင်းရောက်မြန်မာနိုင်ငံသားကိုဆိုင်ကပြောပါတယ်ဒီအိစားတစ်ခုမှာကအကျိုးရရှိတယ်လို့ဒီအကျိုးဆိုတာဒီကောင်းကျိုးဆိုကျိုးနှမျိုးလုံးရှိတာပေါ့လေသူ side effect ကတော့ဟိုဘယ်လိုဖြစ်လဲဆိုတော့ကဲဒီပါကဟိုဘယ်လိုပြောရမလဲဒီဒီတို့ပိတ်လိုက်တဲ့ခါကောင်းတာတစ်ခုကတော့ကိုဒီပါ ထိုင်းမှာဆိုလို့ရှိရင်ဒီထိုင်းရဲတွေကနောက်ပိုင်းနောက်ပိုင်းဆိုတာဒီ2024ဝင်းကျင်မှာပေါ့တနေ့လုံးလုံးတော့ခုထိအခုလက်ရှိချိန်တော့ထိတော့လေသားလို့ဟိုပမာရီဖန်လို့ရှိရင်အဲ KB တွေနဲ့တောင်းတာမျိုးရှိရဒီထိုင်းရဲတွေကိုယ်တိုင်ပေါ့လေသူတို့ရဲ့ဒီမျက်နှာစကန်မျိုးလုံးစကန်သူတို့ရဲ့နာမည်တွေနဲ့ဒီထိုင်းကုန်းနံပါတ်နဲ့ KB တွေဖွင့်ပြီးတော့ဒီလိုမျိုးလောက်တာမျိုးရှိရဆိုတော့တခုဒီကောင်းတာဘက်ကကြည့်မယ်ဆိုတော့ဒီဟာနည်းနည်းလေးယော့သွားမယ်ထင်တယ်အဲ့တော့အဲ့ဒါတော့ညီမကြီးတို့အခုကောင်းနေပေါ့လေအဲမကောင်းဆိုတော့ဆက်မပြောသလိုပဲအဲ့ဟာပေါ့ ဟိုဒီငွေလွှမ်းငွေဒီအထုပ်အသွင်းနေပို့ပြီးတော့မှဟိုကြာသွားဘယ်လိုပြောမလဲတိုးစလောက်ခီးမရောက်တော့ဘူးပေါ့လေပြည့်ရှင်စီပို့ပို့ပို့စရာရှိတဲ့ဟာတွေကပို့လို့မရတော့နောက်တစ်ခုကပို့ပြီးတော့ဒီထက်ပို့ပြီးတော့အခွန်ပို့ပြီးဆောင်ရနိုင်ခြင်းများတယ်ပေါ့အခွန်ဆောင်ရနိုင်ခြင်းများတယ်ဆိုတာကလက်ရှိလက်ဒီ KP ကစစ်ကောင်စီနဲ့တော့ပါတနာပဲဆိုတော့လက်ကိုလည်းဟိုဟိုဘယ်လိုပြောမလဲအခွန်အများကြီးဆောင်ရတယ်အခွန်အများကြီးဆောင်ရတယ်ဆိုတော့ကိုရီးယားတိုင်းရိုက်မဖြတ်ပြင်မယ်လို့အဲဒီဟာတွေကကိုဒီဟို transfer တစ်ခုဂျင်းစီအကုန်လုံးကသူတို့စီရောက်နေရတယ်လေ ဆိုတော့ greedy တခုပို့ပြီးသွားဟို तू တက်ထုတ်တဲ့ဆက်မှာဆိုတော့ဒီ version မြင့်မယ်ဆိုတော့လည်းပါတယ်ဗောလေအဲ့တော့ပို့ပြီးတော့လည်းဟိုလုပ်ငန်းစဉ်တွေပို့ပြီးတော့ဟိုကြာသွားနိုင်တယ်အဲ့ပြီးတော့ဒီအခွန်တွေလည်းပို့ဆောင်ရတာများလာနိုင်တယ်ဗောလေအခွန်ဆောင်ရတယ်ဆိုတော့အကူတော့တိုက်တော့မတက်ဆိုင်ပေမဲ့လို့ ဒါပေမဲ့ဒီအသုံးနဲ့လူတွေအသုံးပြုသူတဦးချင်းစီရဲ့အသုံးပြုတဲ့ဒီဆက်လက်တိုင်းကနေပြီးတော့သူတို့အခွန်ဆောင်နေရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဟာတော့ပို့ပြီးတော့ဆိုးလာနိုင်တယ်ပေါ့လေပြည်ပဖုန်းနံပါတ်နဲ့ KB အကောင့်ဖွင့်ပြီးအသုံးပြုမှုကိုငွေလဲငွေထုတ်ဝင်ဆောင်မှုယာယီဆိုင်ငံ့တာဟာပြည်ရင်းကတော်လိုင်းရေးလက်နက်ကိုင်အဖွဲ့တွေစီငွေကြေးစစ်ဆင်မှုတွေရှိတာကြောင့်လည်းဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်